မတင်ခဲ့တာလို့ပို့ဟုတ်ကဲ့ညီမတင်တာမဟုတ်ဘူးဆိုညီမတင်တာမဟုတ်ဘူးဆိုတော့ The More Academy Season 3ဆိုတော့ caption နဲ့တင်တာတော့မဟုတ်ဘူးအမပြန်မလာခင်တည်းကပေါ့နော်ဒီမှာတစ်ချိန်လုံးစောင့်ကြည့်နေတဲ့ကိုယ့်ရဲ့ဒီအမှုပညာမောင်နှမတွေကို Model Academy ကနေမွေးထုတ်ပေးခဲ့တဲ့ကလေးတွေသူတို့အောင်မြင်နေတာဒီ Modeling လောကတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်မတို့ Model Academy ကနေထွက်တဲ့ကလေးတွေကဟိုအချိန်မှာကြီးစိုးထားတာတွေ့ရတယ်မှာအရန်ကိုကောင်းယူတယ်အရန်လဲဝမ်းသာတယ်အားလဲအားရတယ် စီလတ်တယ်တော်တော်ကဲမီပြီးတော့6မိနစ်လောက်တောင်ရှင်းသွားပြီဆိုတော့အခုကလေးတွေရောက်နေတဲ့နေရာကိုမြင်ရတာအရင်အောင်အားရတယ်အာပြီးတော့နောက်ထပ်နောက်နှစ်မှာရိုက်မဲ့အစီအစဉ်ကြောက်လို့ရှိရင်လည်းဒီဒီထက်ငယ်တဲ့ကလေးတွေကနေပြန်ဆောက်အောင်ပါပေါ့နော် နေ့ဒီဇိုင်းနဲ့၉ရောက်တာမှရဲ့ဟိုးရင်ထဲကလုတ်ဖောက်ကမ်းတဲ့အနည်းပညာပေါ့ဓမ္မဒီငယ်ချင်းလေးဆိုတော့လာပြီးတော့အပ်ပေးရတာပေါ့ရှင်ငယ်ဘွားရယ်လို့တော့မဟုတ်ဘူးဒေါက်ရှာမဒီဆက်ပြတ်သွားတာ၄နှစ်ရှိပြီဆိုတော့အခု၄နှစ်မတိုင်ခင်အချိန်တွေကိုတတိယနေတာဟဲ့ဒါကတော့အမရဲ့အလုပ်ဆိုတော့ဒီကျမကြီးနဲ့ပတ်သက်ပြီးတော့စိတ်ရောကိုယ်ရောပတ်သက်ပြီးမှဒီ၄နှစ်အချိန်ကာလအတွင်းမှာကလေးထင်းရင်းနေပေါ့နော် အာပြန်ပြီးတော့လေ့လာတယ်ဒီထက်ပိုပြီးတော့အာမျှဝေခံမှလေ့လာထားတာရှိတယ်ဆိုတော့အခုဒီပြန်လာတဲ့အချိန်ကလည်းဒါတွေပြန်ပြီးတော့မျှဝေဖို့ပေါ့နော်ဒီအလုပ်တွေလည်းပြန်လုပ်မယ်ဟုတ်ကဲ့ပါ။မအရော်တာချုပ်ပုံးမလေးတွေ့ရပါတော့ဒါအရန်ဟိုဒါငယ်လေးတွေကဒီတိုင်းပဲဆိုစကားလေးကကိုယ့်အတွက်ဘယ်လိုမျိုးလေးမူဒီပို့ပြီးရရစီတယ်ပုံမှန်ဒါအလှပါသေးသေးတာဟုတ်ကဲ့ပါ။ Well um comment တွေကတော့ဒါကိုယ့်ချင်းတော့လေဒီလိုပဲပြောမှာပေါ့နော်။ ်ဒါမဲ့လည်းအမအနေနဲ့ကကိုကဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အားလုံးအတွက်စံပြဖြစ်နေရမှာဖြစ်တဲ့အတွက်ကိုကိုရိုင်းကလည်းဒါသူများယုံကြည်အောင်စံပြနေထိုင်ပေးရမှာဖြစ်တဲ့အတွက်ဒီလိုမျိုးကြိုးစားထားရတာအဲပြီးတော့ကိုမြဝင်မဲ့အရာတွေကလည်းဒါကိုကိုရိုင်းကအရှိရနေယုံကြည်အောင်လုပ်ပြနိုင်မှအားလုံးကယုံကြည်ကြမှာဆိုတော့အမကြိုးစားနေပါတယ်လို့ အမပြန်မလာခင်တည်းကပေါ့နော်ဒီမှာတစ်ချိန်လုံးစောင့်ကြည့်နေတဲ့ကိုယ့်ရဲ့ဒီအမှုပညာမောင်နှမတွေကို model academy ကနေမွေးထုတ်ပေးခဲ့တဲ့ကလေးတွေသူတို့အောင်မြင်နေတာဒီ modeling လောကတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်မတို့ model academy ကနေထွက်တဲ့ကလေးတွေက ့ဟိုအထိတ်မှာကြီးစိုးထားတာတွေ့ရတော့မှအရန်ကိုဂုံယူတယ်အရန်လဲဝမ်းတာတယ်အားလဲအားရတယ်ခြေနဲ့တယ်ပြီးတော့အခုနောက်ထပ်လာမယ့် model academy မှာလဲကိုစင်အောင်ကတကယ်အမိုက်စားဒီထက်အများကြီးပို့ပြီးတော့ကျေပြတ်နဲ့ challenge တွေနဲ့လုပ်ထားရဲဆိုတော့အမလဲစိတ်လှုပ်ရှားစွာစောင့်နေပါတယ်လို့ um model academy ကတော့ဆောကြီးရဲ့အမရုနဲ့ပဲစခဲ့တာဆိုတော့ကိုစင်အောင်ကသူလဲတစ္ဆာရှိစွာနဲ့အမရုနဲ့ပဲဆက်လုပ်မယ်ဆက်လုပ်မှာပေါ့နော် အော်အမတို့ model academy နောက်ဆုံး season က2019ဆိုတော့အခုချိန်မှာအချိန်ကနည်းနည်းလေးกว่าဟာသွားပြီဆိုတော့အဲ့ထဲကအာအောင်မြင်နေတဲ့ကလေးတွေကအခုဆိုအချိန်တိုင်းတာတစ်ခုမှာနေရာတစ်ခုကိုရောက်နေအောင်စ조사ဖို့စ조사နေပြီပေါ့เนาะရောက်နေကြပြီဆိုတော့ဒီနောက်ထပ် season ကြာလို့ရှိရင်လဲသူကအချိန်လေးတော့နည်းနည်းယူမှာပဲဟိုအချိန်တိုင်းတာတစ်ခုကြာမှတာသူတို့ရဲ့စ조사မှုတွေကိုထုတ်ပြနိုင်ပါလေဆိုတော့အခုဆိုရင်ဒါ model academy ပြီးတော့6နှစ်လောက်တောင်ရှိသွားပြီဆိုတော့ ခုကလေးတွေရောက်နေတဲ့နေရာကိုမြင်ရတာအရန်အားရတယ်အာပြီးတော့နောက်ထပ်နောက်နှစ်မှာရိုက်မဲ့အစီအစဉ်ကြောက်လို့ရှိရင်လည်းဒီဒီထက်ငယ်တဲ့ကလေးတွေကနေပြန်ဆောက်အောင်ပါဗောနော်အာမာကလေးတွေအမသမီးတော်မှာအသက်22နှစ်ရှိပြီဆိုတော့အခုကလေးတွေပြန်တွေ့ရောအဖိုက်ဖြစ်တော့သမီးသမီးကတော့အမအခုနေတဲ့ကျွန်းမှာကိုစမွေမှာသူကသူစီးပွားရေးလေးလုပ်ပြီးတော့သူကသူပျော်နေပါတယ်သူပညာတော့သူကစိတ်ဝင်စားဘူး အာသူကအမှုပညာနဲ့ပတ်သက်ပြီးတော့သူ့မှာပိုးပါတယ်သူ့မှာပါရမီပါတယ်ဒါပေမဲ့သူကအာဝါသနာမပါဘူးဆိုပြီးမလုပ်ဖဲနေတော့မှလည်းမတွန်းဘူးပေါ့နော် Okay yeah that's a very good question um amaro the model academy ဆောင်ရတဲ့အချိန်တုန်းက2012-13ဆိုတော့ဒီလိုမျိုး reality show တွေနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကမရင်နေသေးဘူးအဲ့တော့ amaro judge တွေကလည်းကိုဒါလုပ်ဆရာရှိတာလုပ်ရမယ်ပြောဆရာရှိတာပြောရမယ်မကြောက်မရွံ့နဲ့ပြောတဲ့အချိန်မှာအပြောခံရမယ် ဘာကြောင့်လဲဆိုတော့ပြည်သက်တွေကဒီဟာနဲ့ပတ်သက်ပြီးတော့နားမလည်သေးတဲ့အတွက်ဒီ Model Academy Season 3ရောက်တဲ့အချိန်မှာတော့အမတို့ judge တွေကလည်းလုံးဝ short တာမရှိဘူးပြောစရာရှိရင်လုံးဝပြောတယ်ရင်ထဲကစကားအတိုင်းကိုပြောတယ်ဘာမှချိုးတာတာတို့ short ထားတာတို့ခံဆောင်တာတို့မရှိတဲ့အတွက် ဒါပေမဲ့အဲ့ဒီတစ်ချိန်ကျတော့ပြည်သက်တွေကနားလည်လာပြီ။ဒါ reality show ဆိုတာဒီလိုပဲပြောစရာရှိတာပြောရမယ်။တိုင်ပင်ထားတာမဟုတ်ဘူး။တိုက်ထားတာမဟုတ်ဘူး။အဲ့တော့ဒီဖြစ်လာတဲ့အတိုင်းကိုတကယ်ဒါရသဆုံးပေါ့နော်။ drama လည်းပါတယ်။မတို့အော်စရာတွေလည်းပါတယ်။ကြောက်စရာတွေလည်းပါတယ်။ငိုစရာကြီးစရာတွေပေါ့။ကျွန်တော် now ဒါ entertainment အစီအစဉ် show ဖြစ်တဲ့အတွက် now အပိုင်းတွေမှာလည်းမတို့ judge တွေကလုံးဝ short သွားဖို့အကြောင်းလုံးဝမရှိဘူး။ဒီထက်ပိုပြီးတော့ပြင်းပြင်းထန်ထန်ပြောစရာရှိရင်ပြောမယ်။ လုံးဆရာရှိရင်လုံးမယ် challenge တွေကလည်းတိတိပိုခက်ရင်ခက်နိုင်တယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာပေးတာအခုဆိုရင်နားလည်လာပြီးတော့အတိကတော့ခန်းစားချက်မျိုးစုံပေးချင်တာအမတို့ရဲ့ဒီအာ show ရဲ့ဒီရွယ်ချက်ကို This is entertainment ဖြစ်တဲ့အတွက်အဲ့တော့ရသဆုံးကြည့်ချင်တဲ့ခန်းစားချင်တဲ့ဆိုရင် Model Academy ကိုစောင့်ပြီးတော့အားပေးပါလို့မှပြောချင်ပါတယ် လေးနှစ်တာကျွန်းမမှာနေခဲ့တော့ကအမသားနဲ့တေးတေးချာချာလေးအချိန်ဖြုံးလိုက်ရတယ်သူရဲ့ teenage စေကျော်သက်အချိန်လေးတွေဥမတေးတေးချာချာသူနဲ့ရေကရင်နဲ့မကွာတူတူနေပြီးတော့ထိန်းချောက်လိုက်ရတဲ့ဒါအမရဲ့အကြီးမားဆုံးသောရလတ်ပါပဲကျွန်တော်အခုသားအอสတြေးလျကိုနောက်ထပ်ကျောင်းဆက်တက်ဖို့သွားပြီဆိုတော့အမဟိုမှာအလုပ်မရှိတော့ဘူး full time ပါပြီအလုပ်ကနေပြီးသွားပြီဆိုတော့အခု full time modeling လုပ်ကိုပြောင်းဝင်တော့မယ် ရှင်းရှင်းပြောရရင်တော့အမရိုက်ကူးသမျှ TV show တွေဥပမာ Memory Channel ကြွက်လဲမှာ Ambassador တွေလုတ်ခဲ့ပူတယ် TV show တွေအများကြီးရိုက်ခဲ့ပူတယ်ဒီထဲမှာမှ Model Academy အမရဲ့အသက်သွေးကြောလို့ပြောရရတယ်ဒါ Model Academy အတွက်အမကဒီစိတ်ရောကိုယ်ရောလုံးဝပြင်ဆင်ထားတဲ့ရည်တည်နေတယ်ကြအခုပြန်လာရဲဆိုတော့လေ Model Academy ပြန်ပြီးတော့လောက်တော့မှဖြစ်တဲ့အတွက်မှအချိန်မီပြန်လာရတာပေါ့နော် ဒီပွဲမှာအခု designer ကိုရောက်တော့မှ congratulate လုပ်ချင်ပါတယ်။အရန်ကိုအောင်မြင်ပြီးတော့အခုလူတွေအကုန်လုံးကို serve လုပ်နေတာတွေ့ရတဲ့အတွက်အရန်ကိုကိုယ်ယူပါတယ်။ဒါကြောင့်လည်းလာပြီးတော့အားပေးရတာပါ။အားပေးနိုင်တဲ့အတွက်လည်းမှအရန်ကိုဝတ်သားအားရပါတယ်။လူပြချင်းရဲ့သိုးဝဲချက်ကအမစီမှာရှိပါတယ်။လာခဲ့ပါအကုန်လုံးကိုမျှဝေပေးဖို့ဆင်းနေပါလို့ fashion နဲ့ပတ်သက်လာရင်တော့ မဒီဇိုင်နာတွေကိုအများအားကိုးတယ်ဒါကိုယ့်ရဲ့ကိုယ့်ရဲ့ကျွမ်းကျင်တဲ့နေရာမဟုတ်တဲ့အတွက်ဒီဇိုင်နာတွေဆင်ပေးရင်တော့မအများအားလှနေမှာပါလို့ Thank you